ဒီလိုຫນွေရာဒီမှာမယိုးနိုင်တဲ့ဟင်းဆိုလို့ရှိရင်တော့ငားနဲ့တည့်စိမ့်လေးကိုအည်ဆန်းဟင်းလေးချက်တို့စရာတို့ပြုတ်တို့နဲ့တွဲဆိုင်ရင်လုံးဝကိုအရာသာရှိပြီးလိုက်ဖက်တယ်ငားတည့်တည်စိမ့်အချင်းဟင်းချက်နီလေးလာပြီးမျှဝေပေးပါမယ်ချက်နီလေးကိုမကြည့်ခင်လေးမှာနောက်ဗီဒီယိုအစ်စ်တွေလက်မလို့ရအောင်လိုက်ရင် share လေးလုပ်တော်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ် ကဲတက်စင်းစစ်ကြောင်ဆေးထားတဲ့ငားလေးတွေကိုအရင်ဦးဆုံးအရသာဝင်သွားအောင်လို့ဆွနှင်းမုတ်လေးအနေတော်လောက်ထဲနောက်ထပ်စားလေးပါအတင်တင်လောက်ထဲအချိုမုတ်လေးအနေတော်လောက်ထဲဒါတွေအားလုံးကိုတမအောင်နေပွားပြီးဆိုလို့ရှိရင်တော့အပြင်မှာ15မိနစ်ဒါမှမဟုတ်ရင်မိနစ်30လောက်နှက်ထားပေးပါဒီနေ့တွဲချက်မဲ့တည့်တည်လေးကတော့ချစ်ချင်းလေးဖြစ်လေပို့ပြီးတော့ကောင်းလေပါပဲအခွန်လေးကိုခွာပြီးပွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေတော့အတုံးလေးတွေလာပြီးတော့တုံထားပေးရပါမယ် တက်တီစိမ့်မရှိတဲ့ဒေတာတွေမှာဆိုလို့ရှိရင်တော့တက်တီအချင်း၆လေးနဲ့တွဲချက်မယ်ဆိုလို့ရှိရင်လည်းတွဲချက်လို့ရပါတယ်ခင်ဗျာကဲဒါဆိုရင်ချက်မဲ့အိုးလေးထဲမှာစီလေးအတင်းတဲလာဘက်ထဲပါမယ်စီပူလာရင်ဆွန်ရင်းလေးထဲကဲနောက်ထပ်ညက်နေအောင်ကြိတ်ထားတဲ့ကျက်သွမ်မြူကျက်သွမ်နေလေးတွေကိုမီးလေးဖြည်းဖြည်းလေးနဲ့ကျက်သွမ်စိမ့်ကြောက်သွားတဲ့အထိဖြည်းဖြည်းချင်းစီချက်တတ်ပါမယ် အချိန်လေးကြာလာလို့စက်သွန်စိမ့်နှံလေးပျောက်သွားပြီဆိုရင်တော့မြုပ်ဒီအစိမ့်မုတ်လေးထဲနောက်ထပ်မြုပ်ဒီအကြမ်းတော့လေးပါထဲဒါတွေအားလုံးဝန်းအနှံ့လေးတစ်ခေါက်ပြန်မွေးကြလာတဲ့အထိစီချက်တတ်ပါမယ်မွေးကြလာပြီဆိုရင်တော့အရသာနေထားတဲ့ငါးလေးတွေကိုထည့်လို့ရပါပြီခင်ဗျာထည့်လိုက်တဲ့ငါးလေးတွေကိုအပေါအောင်တမအောင်တစ်ခေါက်မွေးပြီးပြီဆိုလို့ရှိရင်တော့ရည်လေးအတင်းတင်းလောက်ထည့်ပါမယ်ဒီနေ့ချက်တဲ့ငါးကိုကြတော့ကက်ကရင်နဲ့ရွေးပြီးတော့ချက်ထားပါတယ်အရသာကိုကြတော့အသားမုတ်လေးထည့်စားလေးအနေတော့ထည့်ငါးငက်ပြရည်လေးအတင်းတင်းလောက်ထည့် မီးလေးပုံမှန်လောက်နဲ့ဟင်းအိုးလေးပပတ်ဆူလာတဲ့အထိတစ်ခေါက်ဖုံးပိတ်ပြီးတော့ပြန်ချက်ပါမယ်။အချိန်လေးကြာလာလို့ဟင်းအိုးလေးပပတ်ပြန်ဆူလာပြီးဆိုရင်ငားလေးလေးကျင်သွားအောင်လို့အိုးလေးကိုအခုလိုရေလောက်ခါပေးပါ။ပြီးလို့ရှိရင်တော့အခုခွာလာတဲ့တည့်ရလေးတွေထည့်လို့ရပါပြီ။အချိန်ဝင်ကြတော့ကျွန်တော်ဒီနေ့တည့်ရသီး၃လုံးလောက်ထည့်ထားပါတယ်။မြများကြိုက်ရင်မြများထည့်လို့ရပါတယ်ခင်ဗျာ။ရည်လေးနဲနေမယ်ဆိုရင်တော့ရည်လေးအသစ်တင်လောက်ထထဲနောက်ထအဖုံးလေးကိုလောင်းပိတ်ပြီးတော့တရက်တီလေးနူးလာတဲ့အထိကျွန်တော်တို့ထတ်ချက်ပါမယ်။ ဟင်းလေးဦးလေးလည်းပေါက်ပတ်ဆူလာပြီတည့်ရသီးလေးလည်းနူးလာပြီဟင်းရဲ့အရည်လေးလည်းနှင်းငယ်ခမ်းလာပြီဆိုလို့ရှိရင်တော့ဒီဟင်းဦးရဲ့အပေါငံရတာလေးကိုမြည်လို့ရပါပြီခင်ဗျာလိုအပ်နေမယ်ဆိုလို့ရှိရင်တော့ကိုစိတ်ကြိုက်ထိုက်ပြီးတော့ပြုပြင်နိုင်ပါတယ်အခုလိုငါတည့်ရသီးအချင်းဟင်းလေးကဘာအရန်ဟင်းမှမလို့ပဲနဲ့သူတမယ်ထဲနဲ့အရန်ကိုပြီးပြည့်စုံနေပါပြီတိုးစရာပြုတ်နေနဲ့တွဲစားမယ်ဆိုလို့ရှိရင်အရန်လိုက်ဖက်စလို့ဟင်းချိုလေးနဲ့တွဲတောက်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာအားဝဲမင်္ဂလာပါသူဆိုလို့ရှိရင်လား ငားနဲ့တရက်ပြားတွေချက်ထားတာလေရပါပြီနော်တက်ပြားဒုံကြီးကြီးကြိုက်ရင်တော့ရှေ့ပဲအဟင်းကိုတမအောင်နဲ့မြေမစားတာကိုရှင်းပြပါနော်ဘာရည်နဲ့စားလို့ဆိုရင်တော့တူးစရာပြုတ်အစုံလို့ရပြီးလို့ရှိရင်ဟင်းကြိုလေးလည်းပါပါလေ အဟင်းတက်ဒီအစိမ့်နဲ့ချက်ရရလို့တက်ဒီအချောင်းနဲ့ချက်ရရနော်အစိမ့်ကပူပိုင်ဒါနဲ့မြွေမြွေနဲ့တို့ 我也比较乐观多。嗯 ีดาปีดาเว้ยตะสราบไหมวมาใครว่าจะมาดีดองในตัวใส่ยังไง စားလို့ရမ်းမိတဲ့နာပြက်ဒီစိမ့်လိုက်ပြီးတော့ချက်သားကြည့်ပါခင်ဗျာနောက်ထပ်ဗီဒီယိုတင်ပါကျွန်တော်ထပ်ပြီးတွေ့ပါမယ်ဒီနေ့ဗီဒီယိုကြတော့ဒီမှာပဲအဆုံးသတ်ပါမယ်เนาะဘိုင်ဘိုင်